အလိုက်တိတဲ့တော်မိမတချို့ကပြောတယ်မိမကိုပေးလိုက်ပြီးတဲ့ငွေဟာပြန်တောင်းဖို့အရန်ခက်ခဲတယ်တဲ့အကုန်မပေးဘဲကို့အတွက်ချမ်းပြီးဖွက်ထားရတယ်ပြောလို့ဟိုရင်ကသူမသိပဲတကူတည်းသုံးခဲ့ဘူးတာတွေကတိတ်ကိုမှားသွားခဲ့တယ်ကျွန်တော်နေမကောင်းဖြစ်နေချင်းနေရများစွာဝင်ငွေမရှိလို့စီကင်းပြဖို့ဝေလာဝေးစံဝယ်ဖို့တောင်ငွေမရှိတဲ့အခါမှာကျွန်တော်မသိတဲ့သူ့စူဘူးလေးကိုဖောက်တယ် မိမမှာစုထားတာရှိတယ်ပြောပြီးကျွန်တော်နှစ်ဖူးလေးကို အသာဆန်းလို့စီကန်းသွားမယ်စံဝင်မယ်ဘာမှစိတ်မပူနဲ့တဲ့ကျွန်တော်လေးသူ့အပြုံးတွေကိုကြည့်ကျွန်တော်အပြုံမူတွေကို ပြန်တရိရတော့ရင်ထဲမှာစွန့်နေသွားခဲ့ရဘူးလေတချို့ကပြောတယ်မိမဆိုတာကို့အပေါ်မေးတင်နေရမယ်တဲ့ကိုပြောလာဘာမဆိုလိုက်နာတဲ့သူမျိုးဖြစ်ရမယ်ဆိုလို့ဟိုရင်တခါတော့ကအလောက်ကပြန်သူ့ကိုအိမ်မှာမတွေ့တော့ စိတ်တူပြီးစကားများကြတဲ့အခါမှာသူ့ကိုလက်နဲ့ရွေးလိုက်မိတာတိတ်ကိုမှားသွားတယ်ဗျာကျွန်တော်လက်ကိုသေးချာကြည့်ပြီးသူဟာလေမျက်ရည်တွေဘိုးပေါက်နဲ့ကျလာခဲ့တယ်အခုရွေးလိုက်တဲ့လက်အတွက်နဲ့လက်စွပ်လေးသူ့သွားလုတာတဲ့အဲ့လိုနဲ့သူ့မျက်နှာကိုကြည့်ပြီးရင်ထဲမချစ်အောင်နာကျင်ခဲ့ရဘူးတာလဲရှိပါတယ်တချို့ကပြောတယ်ကိုမိဘလောက်ဘယ်အရာမှအရေးမကြီးဘူးတဲ့ ို့မိဘကိုအဓိကပြုစုဆောက်ရှောက်ရမယ်ဆိုလို့ဟောရင်တော့ကကျွန်တော်မိဘအတွက်ကိုပဲအမြဲတမ်းဦးစားပေးပြီးတတိတိယနဲ့ပေးကမ်းခဲ့တာကအိမ်တော်ရှင် ကျွန်တော်အတွက်တော့တိတ်ကိုတကူကောင်းဆန်တယ်လို့ဖြစ်သွားမှတိခရဘူးလေကျွန်တော်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကိုတသက်ဖိလိုက်မိတဲ့လာကုန်ရတရမှာမိမကပြောတယ်အခုဒီလာကတဲကနေယောက်ျားစီမှာပတ်စပ်နည်းနည်းလောက်မပိုဘူးလားတဲ့ဟာ မိမကလည်းကွာဘယ်ကလာပို့ရမှာလဲဒီမှာအခုခွဲချမ်းလိုက်တာအားလုံးကွက်တီပဲလေဘာလို့မလို့လဲလို့ပြန်မိလိုက်တော့မျက်နှာနင်းနေညှိုးသွားပြီဘာမှမဟုတ်တော့ပါဘူးယောက်ျားရဲ့တဲ့ဒီလိုနဲ့ပဲကျွန်တော်မိမစီကိုငွေပို့ပြီးနောက်တနေ့မနက်မှာမိမရဲ့ဖုန်းစီကို ဖုန်းဝင်လာတော့မိမကဖုန်းထားမှမရှိဘူးရေအိမ်ထဲသွားနေလို့ကျွန်တော်ကကောက်ကင်လိုက်တယ်ဖုန်းကိုအနာနာကက်ပြီးဟယ်လိုလို့မလို့ရသေးခင်ပါပဲ။ တဖက်ကအလောတကြီးနဲ့စကားစပြောပါတော့တယ်။တမီးလားအမေအခုအရေးကြီးနေလို့တမီးစီကို ထပ်ပြီးဖုန်းခေါ်ရတာ။ဟိုတမီးစီကနေအမေပတ်စံပြောထားတာအစင်ပြေနိုင်လားတမီးလေ။ဒီမှာတမီးအဖေကလည်းတော်တော်လေးနေမကောင်းဖြစ်နေတယ်။ဒီနှစ်ကမိုးရမ်းရွာလို့တီးနံလေးလည်းရင်နစ်နေတော့အမေတို့စီမှာအတော်လေးကိုအခက်ခဲဖြစ်နေတဲ့တမီးရဲ့။တမီးမအစင်ပြေရင်လေဟိုအမေကိုပတ်စံနေတဲ့လောက်ကူပါအောင်တော့တဲ့။ နားထဲမှာကြားရရတဲ့အတန်ကြောင့်ကျွန်တော်ဟာစွန့်ဟာသွားမိတယ်။တစ်ဖက်ကဆက်ပြောတယ်။ဟယ်လိုဟယ်လိုတမီလေးအမေပြောတာကြားလားတဲ့။အော်အမေသမီးမဟုတ်ပါဘူးအမေကျွန်တော်ပါ။အမေသမီးကနောက်ဖြစ်သွားနေလို့ကျွန်တော်ဖုန်းခံလိုက်တာပါ။ဟဲအမေကသမီးချင်းတို့စကားတွေလုံးလုံးနဲ့ပြောလိုက်မိတာပါ။အားနာလိုက်တာသားရဲ့တဲ့။ကြည်စမ်း ကျွန်တော်ကယောက်မလို့သူက အားနာလို့တယ်လေသူသမီးရဲ့ရှာစာမရှိတော့သူပြောတဲ့စကားတွေကျွန်တော်ကအားနာသွားမှာပေါ့ကျွန်တော်ချက်ချင်းပဲစကားပြန်ပြောလိုက်ပါတယ်ဟာမဟုတ်တာပဲအမေရင်ကျွန်တော်ကဘာအားနာစရာရှိလို့လဲအမေတို့ခက်ခဲကိုကျွန်တော်လည်းအခုလိုဒီမှာဖြစ်မှာပေါ့ဘာမှစိတ်ရပူနဲ့နော်ဟိုကျွန်တော်အမေသမီးနဲ့တိုင်ပင်ပြီးအမေတို့ခက်ခဲကိုအစဉ်ပြန်အောင်လုပ်မှာပါမပူနဲ့နော် ျွန်တော်ရဲ့စကားကြောင့်တဖက်ကဖုံးတယ်တဲ့မှာတရှုံရှုံနဲ့ငုံလေးအတန်ကိုကြားနေရတယ်။ကျွန်တော်မကြားရလို့ဖုံးကိုပြန်ချလိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့ဩမိမလှုပ်သူက ကျွန်တော်အနောက်နားမှာ ရောက်နေတာကို ဖုံးပြောနေတဲ့အတန်တွေကိုလည်းသူကြားသွားပြီပဲ။မျက်ရည်တွေရေဝဲနေတဲ့မိမရဲ့မျက်နှာကိုကြည့်ပြီးကျွန်တော်သူ့ကို ပြုံးပြလိုက်ပါတယ်။အဲနောက်သူအနားကနေထွက်လာခဲ့ပြီးကျွန်တော်သတိထားမိလိုက်တာက ကျွန်တော်မိမဟာသူမိဘကို ကြွေးကျင်ပေးကျင်တာလေးတွေရှိခဲ့ပေမယ့်တစ်ချိန်လုံးကျွန်တော်မျက်နှာကိုကြည့်ပြီးပဲလင်မယားချင်းတောင်ပြောရမှာအားနာနေခဲ့တာတွေရှိနေမယ်ဆိုလာပါပဲဒီလိုမျိုးအဖြစ်တွေကိုသူခံစားခဲ့ရတာဘလောက်တောင်များနေခဲ့မလဲလို့တွေးမိတော့ကျွန်တော်စိတ်ထဲလုံးဝမကောင်းခဲ့ဘူးကျွန်တော်ဟာကိုမိဘတစ်ဖက်သေးကိုပဲဂယူးဆိုင်မိခဲ့တာမဟုတ်လားတကယ်ဆိုရင် သူ့မိဘဘက်ကိုလည်းကျွန်တော်ဂယူးဆိုင်မိခဲ့ရမှာပေါ့ အေတူပူမြဆိုတဲ့သဘောတရားမှာ သူ့မိဘအတွက်တော့သူ့ကို ပူပင်စေခဲ့ပြီးကို့မိဘအတွက်တော့ကိုကအေးမြစေခဲ့တယ်မို့လားကျွန်တော်မိဘကိုကျွန်တော်ချစ်တယ်ဆိုတာဘာလဲလို့ကိုကုတ်ကိုအချင်းချင်းပြန်မင်းနေမိခဲ့တယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့လေအိမ်တော်တစ်ခုမှာဇနီးမယားဆိုတာငွေကြေးဥစ္စာနဲ့တူအခြားကိစ္စတွေမှာကျွန်တော်ယောက်ျားတွေသတိမပြုမိတဲ့အခွင့်အရေးတော်တော်များများဆုံးရှုံးနေကြရတယ် အများကြီးရှိလိမ့်မယ်ဆိုတာပါပဲတကယ်တော့ဘေးစကားတွေဟာအလကားပါဗျာကိုယ့်ရဲ့အိမ်တော်ကြီးဟာကိုယ်တိုင်အတီဆုံးဖြစ်ရင်တော့ကိုယ်တိုင်ကပဲအကောင်းဆုံးတွေးခေါ်နိုင်ပြီး အကောင်းဆုံးတရားချမ်းမြေ့မှုကိုတည်ဆောက်နိုင်ကြမှာပါလောက၌ရှိရှိသမျှကုန်သောမိသားစုအလုံးတရားချမ်းမြေ့နိုင်ကြပါစေမွေးရသားသူအားခရစ်တည်ပြပါရဲဗျာ